ဒါမုံရဲ့ခန့်ဘက်ပါဘာလို့မုံအကြာကြီး TV ဖန်ဆန်းမြင်မှာနေလဲပျောက်နေခဲ့ပြီးလို့ရှင်ဇလန်းတွေလည်းမလွင့်ဘူးအဲ့လိုဆိုတဲ့အခါမှာဒါပထမအဆုံးပြန်လာတဲ့ဇက်ကပေါ့အဲ့ကောင်ဘသူလဲငါရသဘောတူတာကြီးပါနင်ပါလုံးကိုလည်းပြောပြီးတဲ့ရှိကိုပြန်လာတဲ့အခါမှာပြီးတဲ့တွေမချစ်မှာတော့စိတ်ပူမိပါရဲ့အများကြီးချစ်ပြီးတော့အပြစ်စီချင်ပါရဲ့လို့ ာဒီဘုမာဒါမုံရဲ့အာဇကားရေမလွှင့်ဖြစ်တာအကြာကြီးရဲ့မှာဟိုပြန်ပြီးတော့ခံပတ်လာတဲ့ကားလေးပေါ့နော်ဒီဇကားရေမှာမုံကနိုဝင်ဘာနေရနေပြီးတော့တရုပ်ဆောင်ထားတာပါအာစေးချောင်းကူလေးပေါ့တောင်ကြီးစေးတက်ကောင်နဲ့စေးချောင်းကူလေးနေရတရုပ်ဆောင်ထားတာပါအကုန်လုံးကတော့ဇက်ကောင်အရာပေါ့နော်ဟိုဒီဇက်ကြီးကိုတရုပ်ပေါ်သွားအောင်ပြည့်တဲ့တည်းရလဲဒီဟိုပြောမယ်ကာရက်တာတစ်ခုချင်းတစ်ခုချင်းဒီတိတိကျကျလေးခံစားနိုင်အောင်လို့ဟိုတိတိကျကျလေးခံစားနိုင်အောင်တိတိကျကျလေး ပို့ပြီးတော့ထိထိမိမိလေးဖြစ်သွားအောင်ပေါ့အဲ့လိုတရုပ်ဆောင်ရတဲ့အပိုင်းလေးတော့ရှိရပါတော့เนาะဒါပေမဲ့ ဇက်ကောင်ရတေးဥဆောင်ရတာပါလို့မမုန်းပါနဲ့လို့မုန်းရတာပါလို့ချစ်တဲ့ကောင်မလေးနေနေပဲဒီထဲမှာတွေ့ရတယ်။ဟဲ့မဟုတ်ဘူးလုံးဝမချစ်တဲ့ကောင်မလေး။အော်အာဟာနိုင်ငံရေးနော်စကားရုပ်တဲ့။ကဲအဲ့တော့ဒီမှာဘယ်လိုပြောရမလဲလောကအချစ်ရှိရမင်းသားမုံလေးပေါ့အချစ်ဆိုတာကိုဘာမှမသိရဲ့အဲ့လိုအဲ့လိုနိုဝင်ဘာပေါ့နော်အချစ်ဆိုတာကိုဘာမှမသိဘူးအချစ်တယ်ချစ်သူဒီလိုရီးစားတနာဆိုတာကိုတိတ်ပြီးတော့နားမလဲဘူးဟို အချက်ဆိုတာကိုတေချာမခံစားတတ်တဲ့သူတွေအနေနဲ့လို့ပြောဆောင်ထားပါဘူး။ဒါမုံရဲ့ခံဘက်ပါဘာလို့မုံအကြာကြီး TV ဖန်ဆန်းမြေပေါ်အနေနဲ့ပျောက်နေခဲ့ပြီးလို့ရှင်ဇလန်းတွေလည်းမလွင့်ဘူး။အဲ့လိုဆိုတဲ့အခါမှာဒါပထမဦးဆုံးပြန်လာတဲ့ဆက်ကပေါ့။ပြီးတဲ့ရှိကိုပြန်လာတဲ့အခါမှာပြီးတဲ့မချစ်မှာတော့စိတ်ပူမိပါရဲ့။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ ဇယုတ်ဒီကောင်းဒီဖြစ်စေဆိုးဒီဖြစ်စေအယူမဖြစ်စေအာတည်ရမလားသူဖုံးစားဖြစ်ပါစေအာဗလိန်ဖြစ်ပါစေအာမင်းသမီးပန်းနူသေးလေးဖြစ်နေပါစေဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇယုတ်ပေါ်မှာတက်စာရှိသွားတဲ့တရုတ်ဆောင်ထားတဲ့အတွက်ကြောင့်ပြည်သက်ကဂျင်းလက်ခံမလို့ပြောလိုက်ကြပါတယ်ဟုတ်ပါတယ်ဒီကနေ့တော့ဟုတ်ချစ်ချင်းချစ်ကြပါပေါ့မပြောပြဘူးလေအာပြောပြဘူး ဒါပေမဲ့အကုန်လုံးတော့ wine စနေကြတာပဲဟမ်ဇကားထဲမှာပြောတာပါအဲဒီအဓိကတော့ဘယ်လိုပြောရမလဲဟိုကိုနဲ့ကိုက်ညီရဲ့ဇကားတွေလဲကန်လန်းတဲ့သူတွေကမကန်လန်းလာဘူးပြီးတော့ဟိုကန်လန်းတဲ့ဇကားတွေမှာလဲကိုကရိုက်ဖို့အတွက် ိုစဉ်းစားရတာတွေအများကြီးရှိရပေါ့လို့ဆိုတော့ကိုက23နှစ်နှစ်လောက်ဒီလိုမျိုး league grow နေရနေပြီးတော့ရိုက်ထားတယ်အဲ့လိုအချိန်မှာအများကြီးစဉ်းစားရတယ်ပေါ့နော်ဟိုငါဘယ်လို ကားရိုက်များများလေးရိုက်လိုက်ချင်တာလားဒါမို့ငါဘလို့ပဲရိုက်ရိုက်ဟိုငါရဲ့တန်းလေးတစ်ခုကိုထိန်းထားပြီးတော့ရိုက်မှလားဟိုအဲ့လိုမျိုးတွေအများကြီးစဉ်းစားနေရတဲ့အတွက်ကြောင့်ပေးသက်စီကိုလည်းမရောက်လာနိုင်ဘူးပေါ့နော်မီဒီယာရှိမှလည်းမပေါ်လာနိုင်ဘူးအဲ့တော့ကိုပြန်လာမယ့်ဇာကားကလည်းဘလို့ဇာကားမျိုးနဲ့ကိုပြန်ပေါ်လာမှလည်းအဲ့လိုမျိုးကြီးလည်းစဉ်းစားရကြည့်ရပေါ့ဟုတ်ပါတယ်ကြောင့် ကိုယ်ကဘယ်လိုဇက်ထလာခဲ့လဲဆိုတော့အခုဒါပြည်သက်ကြည့်ရတော့မှာပဲဟာမုံရင်ခန့်ဘက်ကဘယ်လိုလဲပေါ့။ဒါပြည်သက်ကြည့်အောင်ဖြစ်ပြီးတော့မှာပါ။အာမုံကဒီလောလောဆယ်ပေါ့နော်ဇကားမရိုက်နေတဲ့အချိန်မှာအဓိကစီးဝါးရေးကိုဇောက်ချပြီးတော့တောက်လျှောက်လုံနေခဲ့တဲ့အတွက်ကြောင့်ဟိုရန်ကုန်မှာဆိုဘယ်သူမှတော့မတွေ့ရဘူးသိရမလား။ဟို စကားကတော့ဝဲရှိမှာပဲပြန်လာရတာအခါကျရင်အကုန်လုံးမေးဟဲ့ဘယ်ဘယ်ရောက်နေရလဲအဓိကစီးပွားရေးအဲလှုပ်ဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုတော့အခုကအသက်အရွယ်တစ်ခုကိုရနေပြီအဲ့အရွယ်ရနေတဲ့အချိန်မှာဒီအမှုပညာအလုပ်ကိုကိုကဝါသနာပါလို့လုပ်ပေမဲ့လေဘဝရဲ့အမှခံချက်ရှိဖို့အတွက်စီးပွားရေးကလိုပဲဘဝရဲ့ဟိုဘယ်ရမှမမြဲဘူးဆိုပေမဲ့လေကိုရှိနေတဲ့ကိုနေထိုင်နေတဲ့တရက်တရက်စင်းဒီမှာတော့ပြေဆုံးလုံလောက်ဖို့တော့လိုတယ်လေအဲ့အတွက်ကြောင့်စီးပွားရေးကိုအဓိကအဲဇောက်ချပြီးလုပ်နေရပါတော့ ရတဲ့တရေရဲ့ပြောရှိတာအိမ်တော်ကြီးတီးတီးကြာသွားတဲ့သူတွေလည်းအများကြီးပဲနော်။ဒါကရအောင်ခါတော့ကလေးလောက်တော့ကောင်းတော့ပဲပြောပြပါဦး။အဲအဲ့ဒါတော့ဒီလိုပါပဲ။အရာကန်တရားပေါ့။အဲ့လိုလဲနော်။အင်းဟုတ်တယ်။အပြော့စရာကြီးပေါ့။ဒီလိုလို့ရှိရင်လည်းကလေးထိန်းနေတယ်နော်။ဟုတ်တယ်။ဟိုကတော့ကလေးထိန်းပါလား။အင်း ကလေးအများကြီးကိုထိမ့်မှာနော်ဘူကိုလည်းကလေးပဲဟာအဲတွေ့ပြတယ်ဟိုများတော့ပြန်ခွာဒီနေမနီနီယာဆိုတော့ဟိုတွေ့ပြတာတော့ဆူလင်းချိန်တို့နဲ့ပေါ့နော်အဲ့လိုပိုတွေ့ပြတာပေါ့ကိုကိုနဲ့တွေ့နေရမှာပဲပေါ့အဲ့လိုရန်ကုန်တိတ်ပြန်မလာဖြစ်တော့အရင်ကြီးတော့မဆုံးဖြစ်ဘူးဟုတ်ဟုတ်ဆွေကလေးတော့အများနဲ့ထိနေရပေါ့အာဆွေရက်တရစစ်ကလေးရက်တရပြည့်စုံဘလို့ပြီးရင်အဲ့လိုဆွေကလေးကိုပဲချိန်လုံးကြည့်ပြီးချက်ကလေးသွားထိနေရလားကလေးနဲ့အတူပြိုင်ပြီးတော့ဆိုးနေရလားသူ့ဆော့စရာတွေ ားယူဆောင်ရမပြင်းမအောင်ကိုကနေကိုတော်တည်မလားဟိုဒီအလုံးရှိလို့ရန်ကုန်ပြန်လာရပြောနေမှာကြာလဲအဲ့လိုအလုံးနည်းနည်းများတဲ့အခါကျတော့လေပြင်းချိန်မရအောင်အဲ့ဒါနဲ့တကယ်ချင်းတွေ့ကြရဲစကားတွေပြောကြအဲ့လိုစားကြတောက်ကြဟုတ်ကဲ့ပြင်ပါဟာဒါတော့အရာရာကန်တရားပေါ်ဘယ်ပြောလို့ရမလဲကိုယ်တော့လက်မဆံမီစံတော့လက်မကွေးမီအရာအလုံးဖြစ်နိုင်တယ်အဲ့တော့ကိုသားကလာဆောင်ကြလို့ကြီးရတော့မလား အဲ့ဒါလည်းမပြောပြဘူးလေပြိတ္တကဟိုးပေါ့ဝါပေါ့အဲ့လိုဖြစ်အောင်လုပ်မှာပေါ့မဟုတ်အရာရာတိုင်းကဘလို့မလဲဟိုဟိုမပြီးခင်ဘယ်သူမှမမြင်တာမလုပ်ခင်ဘယ်သူမှမမြင်တာမသိတာအကောင်းဆုံးပဲဘာလို့လဲဆိုတော့အရာတိုင်းကမှန်းသားသလိုဖြစ်မလာပဲနဲ့မီဒီယာရှိမှဖြေခဲ့ပြီးတော့လွဲချော်သွားတဲ့ကိစ္စတွေသိရမလားပြိတ္တကလက်ညှိုးထိုးပြီးခဏခဏကွန်မန့်ပြန်ပေးရတဲ့အဖြစ်ပြက်မျိုးတွေကိုရှိရဲ့စီနီယာတွေမှာလည်းအများကြီးဖြစ်ခဲ့ပြီးပြီအဲအဲ့တော့ကိုကဘယ်ရမှာစကားမကြွတာကောင်းတယ်ဘာလို့လဲဆိုတော့ဟို အရာတန်းဖြစ်လာပြီးတော့မှအော်ဒီလိုလေးလားအော်ဟိုလိုလားဖြစ်သွားတာပဲကောင်းပါဘာသင်္ကန်းသားကြီးအားကြီးရခဲ့တယ်ပေါ့အဲ့လိုတော့လည်းမဟုတ်ပါဘူးအသက်က33နှစ်ရှိပြီလေ33နှစ်နဲ့ထိုက်တန်တဲ့အာတည်ငြိမ်မှုရင့်ကျက်မှုကတော့ရှိရတော့မှာပေါ့ ငငယ်တုန်းကလိုမျိုးအသက်20ကျော်အရွယ်မှာဟိုဖြေခဲ့တဲ့လိုမျိုးတွေပြောခဲ့တဲ့လိုမျိုးတွေရှင်းမကြည့်နောက်ကြည့်အဲမစင်းစားပဲဟိုစကားတွေကိုပြောလို့မရတော့ဘူးဆိုတော့လေဘုန်းရဲ့ဒီပြန်ပြီးတော့ပြေးသက်ရှိကိုရောက်လာတဲ့ကာမရောပြီးတော့ဒီမုံရဲ့မီဒီယာရှိကိုပြန်ရောက်လာတဲ့အခိုက်တက်မှာရောအများကြီးချစ်ပေးခင်ပေးကြရဲ့မီဒီယာအကူအမတွေကိုလည်းအရင်ကျေးဇူးတင်ပါရဲ့ပြီးတော့ဟိုမုံရဲ့ဇာတ်ကားတွေကိုမျှော်နေကြရဲ့ပြေးသက်အနေချင်းရှိမှာပေါ့နော်အဲ့ဒီရှိတဲ့ပြေးသက်ကိုလည်းအခု ဒီလိုမျိုးစကားကောင်းလေးနဲ့ဒီလိုဝတ္ထုကောင်းလေးနဲ့ပြည်သက်ရှိကိုပြန်ရောက်လာနိုင်လို့ပြန်ရောက်ပြီးခွင့်ရခဲ့တဲ့အတွက်အရန်လဲတောင်ရှိရဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်လို့ပြီးတော့ပြည်သက်တွေကိုလည်းအများကြီးချစ်ပြီးတော့အားပေးကြတင်ပါတယ်လို့